လူလိုပညာထားတာအာကျွန်တော်တို့ကခဏ၅ပါးနဲ့လူဘဝနဲ့ကျွန်တော်တို့ကပညာထားပါတယ်။ဒါဆိုခဏ၅ပါးဆိုတာယုတ်ဝေဒနာပညာသင်္ခါရဝိညာဉ်အဲ့ဒါပါလေ။ယောဆိုတာဒီခဏကိုကိုယောလို့ခေါ်ပါတယ်နော်အခုကျွန်တော်ကခဏ၅ပါးကိုရှင်းပြရှင်းပြတဲ့ဟာတတ္တဌာနာတော့အတိုင်းရှင်းပြပါတယ်အဘိဓမ္မာအတိုင်းလည်းရှင်းပြလို့ရတယ် ဒါမဲ့မြတ်စွာဘုရားကအာယဟန်တွေကိုတရားအားထုတ်ခိုင်းတော်မူတဲ့အခါမှာအာတတ္တဌာနသုံးမှာအာတရားအားထုတ်ခိုင်းတော်မူပါတယ်အာစင်ချင်းစင်ချင်းခိုင်းတော်မူပါတယ်ပြီးတော့အာအာဘယ်လိုပြောမလဲအာတတိထားတတိထားခိုင်းတော်မူပါတယ်အဲ့တော့ဒီတတ္တဌာနသုံးကိုကျွန်တော်တို့ကအာအမဒန် အလေးထားသင့်ပါတယ်နော်အဲ့တော့ဒီတတ္တထာနာတုံးမှာမြေစာဖျားကဘာတွေဟောလဲဆိုတော့ကျွန်တော်တို့ရဲ့ရုပ်ရုပ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဖြစ်ပါတယ်နော်ဝေဒနာခံစားချက်ဆိုလို့ရှိရင်၃မျိုးချမ်းသာတဲ့ခံစားချက်ဆင်းရဲတဲ့ခံစားချက်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခံစားချက်ဒါဆိုဒီခံစားချက်၃မျိုးဖြစ်ပါတယ်နော်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခံစားချက်ဆိုတာကျွန်တော်တို့ကကိုယ်တိုင် ချမ်းသာခြင်းချမ်းသာမှုအနေနဲ့လည်းမတတ်မပါမတတ်မဖြစ်ဘူးစိတ်ရင်မှုအဖြစ်လည်းမတတ်မဖြစ်ဘူးဆိုလို့ရှိရင်ချမ်းသာလည်းမဟုတ်စိတ်ရင်လည်းမဟုတ်ခံစားချက်ဖြစ်ပါတယ်ကလေးတယောက်ကိုမေးလိုက်ပါ အခုဘယ်လိုခံစားလဲကလေးကဘာဖြစ်မလဲမသိဘူးချမ်းသာလားမချမ်းသာဘူးစိတ်ရင်လားမစိတ်ရင်ပါဘူးအဲ့လိုဆိုရင်ဘာဖြစ်လဲချမ်းသာလည်းမဟုတ်စိတ်ရင်လည်းမဟုတ်ခံစားချက်ကျွန်တော်ရဲ့ယုံကြည်ချက်ကတော့ကျွန်တော်တို့ကအများဆုံးအချိန်မှာ ချမ်းသာလည်းမဟုတ်စိတ်ရင်လည်းမဟုတ်ခံစားချက်ဖြစ်ပါတယ် ချမ်းသာတဲ့ခင်စားချက်ဆင်းရဲတဲ့ခင်စားချက်အဲ့လောက်မမြပါဘူးဒါတော့ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံပေါ့နော်အဲ့တော့အဒီခင်စားချက်တွေကိုကျွန်တော်တို့ကဝေဒနာလို့ခေါ်ပါတယ်ပြီးတော့တင်ညာဆိုလို့ရှိရင်တမှချင်းခွဲခြားခြင်းဒါဆိုဒီဟာက အပြာရောင်ဒီဟာကအနီရောင်ဒီဟာကအဝါရောင်အဲ့လိုခွဲခြားတယ်ပေါ့နော်ဒီဟာကဘောပင်ဒီဟာက အစဘွယ်ဒီဟာက ကာဒီဟာကအိမ်ဒီဟာကယောက်ျားဒါကမိန်းမဆိုပြီးတော့ခွဲချတယ်ပေါ့တင်းညာပြီးရင်တန်ခါရာဆိုပြီးတော့ရည်ဝဲချက်တတဌာနတုတ်တန်မှာမြတ်စွာဘုရားကဟောတော်မူတဲ့တန်ခါရာဆိုတာရည်ဝဲချက်ဆုံးဖြတ်ချက်နော်ဆိုပါစို့ကျွန်တော်ကထားခြင်းနဲ့ထိုင်ခြင်းနဲ့သွားခြင်းနဲ့ရပ်ခြင်းနဲ့စကားပြုခြင်းနဲ့တိတ်ဆိတ်ခြင်းနဲ့ဆိုရင်အဲ့ဒီဟာကရည်ဝဲချက်ဆုံးဖြတ်ချက်အဲ့ဒါကတန်ခါရာလို့ခေါ်ပါတယ် ပြီးတော့ဝိညာဉ်ကိုမြတ်စွာဘုရားကတက္ကထာနာသုံးပါဘယ်လိုဟောထားလဲဆိုတော့ဝိညာဉ်6ပါအနေနဲ့ဟောထားပါတယ်မြင်ချင်းကြားချင်းအနံတွေ့ချင်းအရသာတွေ့ချင်းတွေ့ထချင်းစိတ်ကူးချင်းဆိုတဲ့ဝိညာဉ်6ပါအနေနဲ့ဟောထားပါဒါဆိုအဲ့ဒီ၅ချက်ကိုကျွန်တော်တို့ကစုပေါင်းပြီးတော့တတဝအနေနဲ့ဒီလူဘဝလူဘဝမှာလူအဖြစ်အာတမှတ်လို့ရပါတ ဒါပေမဲ့ခဏ၅ပါးဆိုပြီးတော့ပုံ31ပါးမှာပုံပေါင်း26မှာတွေ့ရပါတယ်။နော်ဒါဆိုလူတွေမကားသေးဘူး။ဆိုပါဆိုတရိတ်ဆန်တွေငရေသားတွေအာတရတွေနာတွေအပြန်မှာတော်တော်များများရောသူတို့သူတို့မှာလည်းဒီခဏ၅ပါးရှိပါတယ်။နော်ဒီခဏ၅ပါးရှိပါတယ်။အာပြန်မှာတွေမှာဝိညာဉ်၆ပါးလုံးတော့မရှိပါဘူး။ဒါပေမဲ့ခဏ၅ပါးတော့ရှိပါတယ်။ လိုဆိုရင်လူကဘယ်လိုထူးလဲပေါ့ဘယ်လိုခွာလဲပေါ့သူတို့မှဘယ်လိုခွာလဲအဲဆိုလူကဆိုလို့ရှိရင်လူကဆိုလို့ရှိရင်ပထမအဖြစ်လူမှာလူဘဝင်ဆိုတဲ့ဟာရှိပါတယ်ဘဝင်ဆိုတာပါတယ်ပါလို့ဆိုရင်တော့ဘဝံကကျွန်တော်တို့ရဲ့စိတ်စိတ်ဟာသူကဖြစ်တဲ့ပြတဲ့ခန္ဓာလေးတွေအဖြစ်အဖြစ်တဲ့ပြတဲ့ပေါ့ ဲ့တော့ကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့ကအမြဲတမ်းအစင်တစင်အနေနဲ့တတ်မှတ်ထားပါတယ်အစင်တန်တန်အဲ့တော့မဟုတ်ပါဘူးအစင်ဘောအဘောအစင်ပေါ့ဒါဆိုဖြစ်တဲ့ပြည့်တဲ့ခန္ဓာတွေပေါ့အဲ့တော့ကျွန်တော်တို့ကဒီအစင်ဒီဖြစ်တဲ့ပြည့်တဲ့အစင်တစင်ပဲရှိပါကျွန်တော်တို့မှာအမြဲတမ်းစိတ်တစ်ခုပဲရှိပါတယ်နော်နှစ်ခု၃ခုတပြိုင်နက်မရပါဘူး မြင်တဲ့တစ်ခုပဲရှိပါတယ်အမြင်တဲ့ခဏတစ်ခုပဲဒါပေမဲ့ဒီခဏတွေအမ်တမ်းမြင်မြန်ဆန်ဆန်ဖြစ်ပြတဲ့အတွက်ကျွန်တော်တို့ကအဲဒီစိတ်ထဲမှာတခါတလေမြဲတဲ့သဘောကိုခံစားတယ်လို့လို့ဖြစ်နေတယ်မမြဲတဲ့သဘောမရှိပါဘူးဖြစ်တဲ့ပြတဲ့ခဏလေးတွေပဲဖြစ်ပါတယ်အဲ့တော့ဒီစိတ်ရဲ့ဖြစ်တဲ့ပြတဲ့ခဏလေးတွေမှာအာခဏတိုင်းခဏတိုင်းအာတက်တက်တခြားသဘောတရားရှိပါတယ်နော်အဲ့တော့တချို့ခဏတွေမှာ ဘာတဘတရားရှိလဲဆိုပြီးတော့ကျွန်တော်ရဲ့ဘဝကိုထိန်းပေးတယ်။အဲဆိုလူမှခွေးမဖြစ်ဘူး။အဲမို့လူမှနတ်သားမဖြစ်ဘူး။အဲလိုလူမှနတ်သားမဖြစ်အောင်လူမှခွေးတိရိစ္ဆာန်မဖြစ်အောင်ဒီစိတ်ခန္ဓာတွေတချို့ကသူတို့ကထိန်းပေးတယ်။အဲ့ဒီဘဝကိုထိန်းပေးတဲ့စိတ်ခန္ဓာတွေကိုကျွန်တော်တို့ကဘဝင်းလို့ခေါ်ပါတယ်။ အဲ့တော့ဒီဘဝံတွေကကျွန်တော်တို့ကကျွန်တော်တို့အတွက်အမနက်ကြီးစဉ်းစားကြည့်ပါတချို့ယဟန်တွေကသူတို့ရဲ့အာယုတ်ယုတ်ကိုပြောင်းတတ်တယ်ဒါဆိုလူယုတ်မမြင်ရပါဘူးအဲ့ဒီယဟန်တွေမှာဆိုပါဆိုခွေယုတ်ငကယုတ်မိုမန်တာယုတ်ချင်းသေးယုတ်ကျွန်တော်တို့ကတွေ့ရပါတယ်သူတို့ရဲ့82ဟိုးနော်82ဟိုးဖြင့်သူတို့လောက်ကြပါတယ်အဲ့တော့သူတို့ကအဲ့လိုယုတ်ကိုပြောင်းလိုက်ပြီးတော့သူတို့ရဲ့စိတ်ကတော့မပြောင်းပါဘူး လူစိတ်ဖြစ်သေးတယ်အဲ့ဒါကြောင့်အာမစိုးရင်ရပါဘူးသူကရုပ်ကိုပြောင်းလိုက်ပြီးတော့တစ်ခါတရိစံဖြစ်သွားပြီဆိုတာမဟုတ်ပါဘူးနော်ရုပ်ကိုပဲပြောင်းထားတယ်စိတ်မှဒီဘဝန်စိတ်ခဏလေးတွေရှိနေတဲ့အတွက်အာသူရဲ့စိတ်ကသူရဲ့ဘုံဘုံပေါ်ပါကိုသူကထိန်းပြီးတယ်ဆိုလူဖြစ်တယ်ဒါကြောင့်လူတွေကဘယ်လောက်ဆိုးဆိုးသူတို့ကိုကွေးလို့ခေါ်တာတရားဓမ္မနဲ့ညီးဘူးပေါ့ဘယ်လောက်မှမညီး တစ်ချက်ကဒီ mechanism ပါမှာကျူလွန်တယ်မဆိုတော့ mechanism ပါမှာကျွန်တော်တို့ကအာဆွဆွဲစကားတွေဘယ်လိုလဲဆွဆွဲဆွဆွဲတဲ့စကားတွေပြည်သူနာဝါစာကျွန်တော်တို့ကမပြောရပါဘူးနောက်တစ်ချက်ကဆိုပြီးတော့သူကသူကတကယ်တော့ဖွေးမဖြစ်နိုင်ပါဘူးတိစံမဖြစ်နိုင်ဒီဆုံးသွားပြီးရင်တော့နောက်ဘဝမှာတိစံမဖြစ်နိုင်ဒါဆို ကျွန်တော်တို့ကအဲ့လိုဆိုဘဝင်ကဒီလိုထိမ့်ပေးတဲ့အတွက်လူဘူးထိလူဘဝင်ပါနေတဲ့အတွက် ကျွန်တော်တို့ကလူလို့ခေါ်ပါတယ်တခါတလေတော့မှတ်တတ်တယ်တခါတလေတော့ကျွန်တော်တို့ကလူကိုမြင်တယ်ဒါပေမဲ့သူကလူမဖြစ်ဘူးဟုတ်တယ်မြေစာဖျားခဲ့မှဖြစ်ခဲ့ပါတယ်စာပေမှာရေးထားတဲ့ယုံကြည်မလားတော့မသိဘူးဒါပေမဲ့စာပေမှာရေးထားတဲ့အတိုင်းအာနတ်ပြည်မှာငကားအာငကားအာ တရားလို့ခေါ်မလားတကောင်လို့ခေါ်မလားမသိအာတကယ်တော့စားပြအတိုင်းပြောမယ်ဆိုရင်တကောင်ဖြစ်အောင်နော်ငကားတွေကအကုန်လုံးတရိစံပြဖြစ်ပါအဲ့တော့နတ်ပြည်မှာငကားတကောင်ရှိတယ်အဲ့တော့ငကားတကောင်ကသူကစဉ်းစားတယ်အော်ဒီနတ်ပြည်မှာတော်တော်အာတော်တော်ယူသွားပါပြီဘာမှမထူဘူးအာကျွန်တော်ကလူဘဝသွားပြီးတော့ယဟန်ဝအောင်မယ်အဲ့ဒီဟာပိုကောင်းတယ်တဲ့အဲ့တော့ငကားကလူဘဝသွားပြီးတော့လူပုံသွားပြီးတော့ မြတ်စွာဘုရားခင်မှာဖြစ်တယ်တဲ့မြတ်စွာဘုရားခင်မှာနဂါကလူပုံသဏ္ဍာန်ယူလိုက်ပြီးတော့အာယဟန်တွေကထင်တယ်ဩသွာအာလူတယောက်ပေါ့လူလင်းကောင်းလေးတယောက်ဖြစ်မှာပါဆိုပြီးတော့သူတို့ကအဲ့လိုထင်တယ်ဆိုတော့သူကအဲ့လိုမြင်တာပေါ့အဲ့တော့သူကယဟန်တွေစီလာပြီးတော့အရှင်ဖျားတို့ယဟန်ဝတ်ချင်တယ်တဲ့အဲ့တော့ယဟန်ဝတ်ချင်တယ်ဆိုပြီးတော့ သူတို့ကိုသူတို့ကသူ့ကိုယဟန်ဝတ်ပြလိုက်တယ်။ဒါငကားမှယဟန်ဖြစ်သွားတယ်။လက်မပြီးရင်အိပ်ပြောသွားပြီးတော့အအခန်းမှာအခန်းတစ်ခန်းမှာအိပ်ပြောသွားပြီးတော့အမ်မတန်အိပ်ပြောသွားလိုက်ပြီးတော့သူကငကားပုံပြန်ပြောင်းသွားတယ်။အဲ့တော့သူ့ကိုယဟန်တစ်ပါးမြင်လိုက်ပြီးတော့အမ်မတန်ကြောက်တယ်။အမ်မတန်ကြောက်လိုက်ပြီးတော့အော်လိုက်ပြီးတော့တခြားယဟန်တွေကလာပြီးတော့နေတယ်အာဘာကြောက် ဩတာလဲဘာတွေဖြစ်သွားလဲဆိုပြီးတော့အဲ့တော့အဲယဟန်ကပြိုင်ကြည်လိုက်ပါဒီမှာငကားကြီးရှိနေတယ်တဲ့အမျက်စွာဖျားစီလာပြီးတော့ကြောက်ကြတယ်ပေါ့အမျက်စွာဖျားကဆုံးဖြတ်တယ်ယဟန်တို့ငကားတွေကိုယဟန်ဝခွင့်မပေးပါဘူးတဲ့ယဟန်တွေကငကားတွေကိုယဟန်ဝပေးမယ်ဆိုလို့ရှိရင်အပတ်ပဲတယ်နော်ဒါဆိုငကားတွေကိုယောက်ျားဘယ်လိုယဟန်အဖြစ် အာဝါပီလိုမြင်အောင်တက်တက်စီကန်းရှိပါတယ်နော်ဝင်းနီစီကန်းရှိတယ်ဒါဆိုတခါတလေကျွန်တော်တို့ကဟုတ်ပါပြီသူမှလက်နှစ်ဖက်ရှိတယ်ခြေထောက်နှစ်ဖက်ရှိတယ်စင်စာတက်တက်ပျော်တက်တက်ဆိုလို့ရှိရင်လူအလိုအလိုကြည့်လိုက်ပြီးတော့မြင်လိုက်ပြီးတော့အဲ့ဒီဟာအတိုင်းလူမဟုတ်သေးဘူးငကားဖြစ်နေတယ်အဲ့ဒါကြောင့်အဲ့ဒီဟာအတိုင်း အလူလို့အခွဲရတာခွဲခွဲချရတာနည်းနည်းလေးမတိကြဘူးเนาะဒါပေမဲ့လူဘဝန်ရှိတယ်ဆိုလို့ရှိရင်လုံးဝတိကြခဏငါးပါးလည်းရှိတယ်လူဘဝန်လည်းရှိတယ်အစဉ်ပြေသွားလူလုံးဝတိကြ